ဒီဟီယမှာလူစုလူဝေး၌ခါနီအသက်ရှင်နေရှိတော်ကိုတွေးရှိခဲ့ပါတယ်။ဗီဒီယိုအသစ်တွေကယူရန်နိုင်ငံ IRGC Quest for Ajike Bujoji Ismekania ဒီဟီယမှာရှိတဲ့လူထုခန္ဓာကြီးတစ်ခုမှာအသက်ရှင်နေလမ်းလျှောက်နေတာကိုပြသထားပါတယ်။မကြာသေးမီကရှစ်ပွဲတွင်အစ္စရေးရဲ့လေကြောင်းတတ်ခတ်မှုကြောင့်တိဆုံးခဲ့ကြောင်းစော်ဘတ်ဒင်းတွေကတည်တည်ပြပါတယ်။ Newsweek, Wired News နဲ့ Times of Israel မျှဝေထားတဲ့ဗီဒီယိုများလား တီဟီယာမှာရှိတဲ့ Revolution Square မှာခွာနီအောင်ပွဲခံပွဲနိုင်စကားပြောဆိုတာကိုပြသထားပါတယ်သူကအရဝတ်နဲ့အထုပ်ကိုဝတ်ဆင်ထားပြီးကျမကြီးနဲ့ညီညွတ်ပြီးထောက်ခံသူတွေနဲ့စကားပြောနေတာကိုမြင်တွေ့ရပါတယ်ဇွန်လ23ရက်လေကြောင်းတက်ခတ်မှုအတွင်းခါနီတစ်ဆုံးဝရှိကြောင်းအစ်ဇွေတောင်ရှိသူတွေကယုံကြည်ထားပါတယ်သူကိုလူမြင်ကွင်းမှာအသက်ရှင်နေတာမြင်ရပြီးဣဇွေစတာအတွက်ထိတ်လန့်စရာဖြစ်ခဲ့ပါတယ်။ဒါဟာဣဇွေကအခိုင်အမာ ပြောထားသလိုအီရန်ရဲ့ခေါင်းဆောင်မှုပျက်စီးသွားပြီလို့လည်းပြောခဲ့ပါတယ်။ ခါနေပြန်လာခြင်းဟာမျိုးသားအင်အားရဲ့လက္ခဏာဖြစ်ကြောင်းအီရန်ရရှိတွေကပြောပါတယ်။အီရန်နိုင်ငံပိုင်းမီဒီယာနဲ့ဆိုရဒရင်ပြည်မှာများက Quasta ဖွဲ့ဟာစစ်တပ်တိုက်ခိုက်မှုတွေကိုခံစားခဲ့ရပြီးတဲ့နောက်အားကောင်းနေဆဲဖြစ်ကြောင်းတက်တွေပြခဲ့ပါတယ်။ပြည်ပကအတွင်းအီဇွေဟာအီရန်စစ်တပ်နဲ့နျူကလ িয়ার နေရာအများပြားကိုမုံကျဲတိုက်ခိုက်ခဲ့ရာ IRGC ထိတ်တန့်အရာရှိ30ကျော်တိစုံခဲ့ပါတယ်။ကြွချင်းသူများနဲ့အနောက်တိုင်းအရာရှိတွေကခါနီလွတ်မြောက်လာပြီးနောက် ီရန်ရဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်မှုဟာအလွန်အရေးကြီးတဲ့အချိန်၌ဆက်လက်တည်ရှိနေတယ်လို့ဆိုပါတယ်။အချင်းချင်းပြောမှဆိုရင်တော့ခါနီတည်ဆုံခဲ့ရတဲ့တရင်တွေဟာမာယွင်းကြောင်တက်တည်ပြပါတယ်။သူရဲ့လူတီရှင်ချာထွက်ပေါ်လာခြင်းဟာအီရန်မှာစစ်တပ်ကိုမြင့်တင်ပေးပြီးကတ်စ်တပ်ဖွဲ့ဟာတက်ကြွနေစေဖြစ်ကြောင်းပြတ်တပါတယ်။အစ္စရေးအတွက်ရင်ကအီရန်ခေါင်းဆောင်များကိုဖယ်ရှားရမှာ၎င်းတို့ရဲ့ကျိုးပန်းအထုတ်မှုအောင်မြင်မှုအပေါ်တန်ကြာဖြစ်စေပါれဒီအခြေအနေကရည်ကြီးတဲ့ခေါင်းဆောင်တွေအမှန်တကယ် အသက်ခံခြင်းရှိမရှိကိုမန်ဆာယာခက်ခဲကြောင်းတည်းတည်းပြနေပါတယ်